ဝါစောဝါကားကြီးတွေကြည့်လို့တပြေးသိမ့်မယ်ကောက်စောခွေခရာစုကြုံဟိုအထဲကလုံငယ်ဆယ်စုနှစ်တွေရရေတွေကြီးလာရင်မောင်ရင်တို့ပြောကြပါတယ်လူကြီးကြီးအိုးခွက်သိညာသံတွေပေးပြီးတော့အလုပ်တွေရှုပ်နေကြချိန်မှာမောင်ရင်တို့ငရှုပ်တွေကငပြောတုံးတွေဝါးတွေတစ်လုံးတွေနဲ့ဖောင်တွေလှုပ်လို့လှုပ်တချို့တတ်နိုင်တဲ့ငတိတွေကစီပုံးဝါးကြီးတွေနဲ့ဖောင်လှုပ်လို့လုံးနေရေပေါ်မှာကမြင်းမှုမျိုးစုံတီထွင်နေကြတာပေါ့ အဲ့ထဲမှာရေခဲပုံကြီးပတ်လတ်လှမ်းပြီးတော့ရောက်မှနဲ့လေလော်နေတဲ့တထေးသားကြီးလည်းမနေဘူးရေကြီးရင်ရေနဲ့အတူမွေတွေပါလာမယ်လို့ဆုံးမကြရင် ပါပါပဲရေနဲ့မျောပါလာတဲ့မွေရှင်တွေကိုဒုံနဲ့ထိုးချနေတဲ့စူပါမန်လောင်းလျာတွေတောင်ပါသေးရဲ့အဲ့ချိန်မှာမွေမပြောနဲ့အဖေတောင်တိတ်မကြောက်ချင်လှမ်းခေါ်ခန်းကြီးလည်းမကြားကြင်အောင်ပဲဆောက်နေရရေကြီးကပျော်စရာကြီးလေပြီးတော့ရေကတကယ်လဲလောက်လောက်လာလာကြီးခဲ့ရနဲတယ် ကြီးခဲ့တဲ့နေရာတွေကိုလည်းဘယ်သူမှတခုတ်တရဖော်ပြတာတွေအူကြီးရတဲ့သတင်းတွေမတွေ့ခဲ့ကြရဘူး။ TV မှာအော်အော်နေတဲ့ဈေးကွက်စီးပွားရေးစနစ်ပြင်းပြင်းစွာ ဖြစ်ပေါ်လာရေးဆိုရက်စီးပွားရေးဥတီရက်တွေစနေတုန်းကာလမှုဖြစ်နိုင်တယ်။ဈေးကွက်စီးပွားရေးစနစ်ပြင်းပြင်းစွာဖြစ်ပေါ်လာရေးဆိုပြီးလှုပ်တဲ့အချိန်ကစလို့တယံဇာတာတွေအကုန်ထုတ်ရောင်းခံရတာဆိုတော့ဝိုင်းနုခစ်ကတဘာဝကိုအကြီးကျယ်ဖြတ်စည်းဖို့တာဆူနေတဲ့ကာလလို့ပြောရမယ်။ညံတဘုံထညံတဘုံထညံတဘုံထ

အခုခေတ်ဟာကဘာပေါ်မှာသဘာဝဘေးစိုးတွေဖြစ်တိုင်းအရင်လိုနတ်သားကြားတွေမကြိုက်လို့မိုးသံမုန်တိုင်းတွေကြားရတယ်လို့ပြောလို့ရတဲ့ခင်မဟုတ်တော့ပါဘူးခုကြုံနေကြရတဲ့သဘာဝဘေးအန္တရာယ်ကိစ္စဟာဖျားတကူပြသလိုဖူးထွေသည့်အံ့ရသောကိစ္စမဟုတ်တော့ဘူးဘာကြောင့်ဖြစ်ရလဲဖြစ်လာရင်ဘလို့တုံ့ပြန်ဆောင်ရွက်ရမယ်ဘလို့ကြိုတင်ပြင်ဆင်ရမယ်စသဖြင့်အဖြေတွေရှိနေပြီဖြစ်ပါတယ် ီလိုရေကြီးမြေပြိုမုန်တိုင်းတိုက်မိုးခေါင်မိုးကြီးပူလိုင်းဖြတ်ချရတဲ့ဘေးတွေဟာမောင်ရင်တို့ခစ်သက်ကဘာရဲ့တာမန်နေတွေပါပဲ off run ဆိုတဲ့သဘောတွေဖြစ်လာမှာမို့ဓာရီနဲ့လိုင်လျောညီထွေနေသားကြအောင်ကြံဖန်အသက်ရှင်ကြရမယ်အခြေအနေတစ်ခုဖြစ်နေပြီလို့ပညာရှင်တွေကပြောကြတယ်။ဘာလို့ဆိုအရင်ဆယ်စုနှစ်တကယ်တည်းကကဘာတဝမ်းတဘာဝဘေးဒုက္ခတွေခက်ဆက်ဆိတ်ဖြစ်လာခဲ့တာကိုလူတို့ပြန်တွေးကြည့်ရင်တရရိပ်ပေါ်လာပါလိမ့်မယ်။ ငငယ်ရထပူကြီးရဲ့မုံတိုင်းကြီးတွေပူမြင့်လာတဲ့ရေတွေပူလောင်လာတဲ့တောမီးတွေတဘာဝရောက်တီးနံတွေပြတ်ပြီးတော့ငတ်မို့ခေါင်းပါမှုတွေစသဖြင့်တတိကြီးဖြတ်သန်းခဲ့ကြတာပြန်တွေးကြည့်နိုင်ပါတယ်ပြန်မတွေးခြင်းဘူးပြင်းတယ်ဆိုရင်တော့ကူရကယ်ရမဲ့တေဆုံးခဲ့ရတဲ့တက်ရှိတွေဒူရီကယ်ဆန်တွေရဲ့တရိတ်ဆန်ပုံလေးတွေကိုမိုင်းတို့အသက်ကြီးလေလေပူမြင်ရလေဆိုတာတော့သတိထားမိမှထင်ပါတယ်အဲ့ဒါတွေမလုပ်ဖြစ်ခဲ့ဘူးဆိုရင်တော့ ို့လူတို့အခုစလုပ်လို့ရပြီဆိုရယ်တည်ငောင်းလေးလည်းပါကျင်ပါတယ်တကယ်ကကဘာမှာပိုးပြောလာတာဆိုလို့ရေခဲတွေပဲရှိရယ်တရဝါဆိုတာတဘာဝကိုနားစင်ထားမှတဘာဝနဲ့လိုက်လျောညီထွေနေတတ်မှအသက်ရှင်ရပ်တည်နိုင်မယ်လို့တဘာဝဆရာကြီးတွေပြောခဲ့တယ်လို့ပေါ့တနည်းအားဖြင့်အသက်ကိုညံဆောင်တယ်ဆိုရယ်စကားပေါ်လိုမျိုးပါပဲသောကပြောခဲ့သလို လိုမျိုးတဘာဝဘေးတွေကိုတုံ့ပြန်မှုလူတွေမှာနီးလန့်တွေရှိနေပြီပဲထားပါတော့။ဒါဖြင့်ဘာလို့ဒါရီကိုဖန်တရားတိထပ်ပြောနေရတယ်လဲလို့မေးစရာရှိပါတယ်။ဘာလို့တန်ရန်စရာတူးဖော်တာသစ်ခုတ်တာတတ်တူတူးကြောက်တူးတာရုပ်ကျွင်းလောင်စာတွေအလွန်ကျွံထုတ်သုံးတာဖန်လုံအိမ်အာနိသင်ပိုဖြစ်စေအောင်ဖန်တီးနေကြတာစသဖြင့်တဘာဝပတ်ဝန်းကျင်ထိခိုက်စေတဲ့ဒါရီကိုကြီးပဲဘာလို့ထပ်တလဲလဲပြောနေရလဲပေါ့။ဒါမျိုးအမေးရှိလို့ မောင်ရင်ညံမီတလောက်ဖြေရရင်ခဏခဏပြောနေရတယ်ဆိုတာအဲ့အရေးကိစ္စတွေကိုတကယ်လက်တွေ့ကင်တွယ်မဖြေရှင်းလို့အခုလိုခဏခဏဘေးတွေဖြစ်မှခဏခဏထက်ထက်ပြောနေကြလိုက်နဲ့တန်တရားလည်းနေကြလို့ပါပဲကဘာကြီးမှာဒီလိုကိစ္စတွေကိုဘောလီဘောပုတ်ပြီးဖြေရှင်းနေကြတော့မို့လို့ပါပဲမသိတာမဟုတ်ပါဘူးလက်တွေ့လောက်ကြဖို့ကိစ္စမှာနှောင့်နေနေရတတော်ကြီးဖြစ်အောင်လုပ်ခဲ့ကြတဲ့မဟာလူသားတွေတစ်ပင်ကိုအသက်နဲ့လဲကာကွယ်ခဲ့သူတွေအကြောင်းလူတွေမသိမဟုတ်သိကြပါတယ် ဒါပေမဲ့ဗျာလက်တွေမှာတော့ကျောင်းမှာ နှစ်စင်တက်ပင်ဆိုင်ရတယ်လို့ပေါ့။သူငန်းန်းဘွားကနေခြံန်းတီနှစ်စင်ကျောင်းမှာတက်ပင်နေဆိုင်ပေမဲ့ရေလောင်းရင်အညောင့်ထွက်တဲ့အပင်မျိုးတောင်ရှင်အောင်မဆိုင်နိုင်ခဲ့ကြပါဘူး။တကယ်သာလုံနိုင်ရင်ဆယ်နှစ်အတွင်းမှာတောအုပ်ကလေးတောင်ဖြစ်သွားနိုင်တယ်။ဒါပေမဲ့နှစ်တိုင်းဆိုင်နေရတာပဲ။ ုတ်ပေါင်ကိုလံထောင်းရရင်နှစ်အစအစံချိန်တင် အပူကိုရင်ဆိုင်ခဲ့ရတဲ့အထက်ဒီတိုင်းပြည်ကလူတွေလည်းပါပါတယ်အလားတူပဲအခုနောက်ဆုံးတိုက်သွားတဲ့ယာဂီမုံတိုင်းကြောင့်အသေးပြောက်စင်းရဲထဲမှာမြမထိတ်ဆုံးအောင်ဖြစ်နေတာတွေ့ရပြန်တယ်ဟာမိပါကြီးပြန်ပြောလာငါတိဘမနီလာဘယ်လောက်ရှိပါလဲမင်းရမနေဖြစ်ရတယ်။ဒါရမယ်ဘာကြီးစားပြီ။အေးလက်ပြူပါ။တမင်ပေါ်မှာနေနေရတာ။ မိုးနဲ့မိုးနဲ့မိုးနဲ့မတောင်တရုတ်ပင်လယ်မှာဖြစ်ရင်အရင်ကမြမားအလောက်မဆိုးအခုလဲအဖျားနာသဘောလောက်သာဖြစ်ပါတယ်ဒါပေမဲ့ဓာတ်ရိုက်နီဘာတက်ရောက်မှုရှိတဲ့တရုတ်ဗီယက်နမ်လာအို ထိုင်းစတဲ့နိုင်ငံတွေကိုကြော်တက်ပြီးထိတ်စည်းကိုရောက်သွားတယ်မြမားကလူ300ဇွန်လေးတည်ရဲ့ဗီယက်နမ်ကိုကြော်တက်ပြီး လူ300ကြော်ကြော်ကြီးနဲ့တည်ဆုံးစရာမှာနံပါတ်1ချိတ်နေတည်ဆုံးဦးကြီးကတိုင်းပြည်အခြေအနေနဲ့ဆိုရင်တိတိပပတီးဖို့ခက်မဲ့အနေထားပါပဲ။ လူထိခိုက်တဲ့စီးရင်လည်းရေရာမတိရရအောင်နူရဝဲဆွဲလဲရသခိုးထောင်းဆိုသလိုရေကြီးရဲ့အတွက်ကြောင့်မြန်မာဟာငကိုရှီရင်ဆွဲဒုက္ခကိုစံချိန်ထတ်တင်ပြီးတော့လူဦးရေသုံးပုံတစ်ပုံဖြစ်တဲ့ဆက်ရှစ်တန်းကျော်ကအကူအညီလိုအပ်နေတဲ့ဘဝကိုရောက်နေပါတယ်တကယ်တော့တိုင်းပြည်တွေရဲ့သုံးပုံတစ်ပုံဒုက္ခရောက်နေရဆိုတာနဲတဲ့အကြက်တဲဟုတ်မနေပါဘူးကိန်းကနန်းတွေဟာစာရွက်တွေပေါ်မှာပဲရှိရဲဆိုပေမဲ့ဒီကိန်းကနန်းတွေ ကြီးလာတာက လူတွေအတွက်ဖိအားတွေပိုဖြစ်လာနေလို့ပါပဲမြန်မာနိုင်ငံမှာစစ်ရှောင်အပါဝင်ဘေးဒုက္ခအမျိုးမျိုးရှောင်နေကြရတဲ့လူတွေတနေ့တခြားလက်တွေကြီးကိုတိုးတက်လာနေရပါမယုံရင် ကိုယ့်လူတို့ဘေးဘီဝဲရအောင်ကြည့်လိုက်ခုနကလိုမျိုးကိန်းကနန်းတွေကိုဆက်ပြောရလို့ရှင်အခုနှစ်ရက်ဒုတိယအကြီးဆုံးအပူပိုင်းမုံတိုင်းယာဂီကြောင့်စစ်ခွေးမျိုးတော်နေပြီးတော့အပါဝင်ဒေတာကြီး၉ခုရေကြီးပါတယ်စစ်ရှောင်အပါဝင်ရေဘေးတဲ့လူဦးရေ၉000နီးပါးရှိရယ် စစ်ဆောင်တွေနဲ့တော်လိုင်းစကန်တွေဟာမိအေးအခါခါနာကြရတဲ့သူတွေပါ ပြီးတော့ site A ကတိမ့်ချီပြက်စီးလို့နောက်ထပ်ငတ်မို့ခေါင်းပါမဲ့ပြဿနာလည်းရှိအောင်ပါနိုင်ငံရေးစီးပွားရေးပြဿနာတွေနဲ့ပြန်လည်ထူထောင်ဖို့နှစ်ချီကြအောင်ပါရေကြီးတာပေါ်သေးသေးမဟုတ်ပါဘူးရှိသမျှအကုန်အိမ်တိုင်းမှာကျွတ်တာ၆လက်မှအမြင့်ရှိတဲ့ရေကြီးကလူတယောက်ကိုဆွဲသွားနိုင်တယ်လို့ပြောကြတယ်အဲ့ဒါဆိုတောင်ပေါ်ဒေသတွေမှာတောင 15ဘီလောက်ရှိတဲ့ရွေတွေဖုံးသွားတယ်ဆိုတော့စဉ်းစားတာကြည့်ကြပြီရောဒါတွေကမောင်ရင်တို့မျက်စိရှိမှာသတင်းမီဒီယာတွေပေါ်မှာအတိုင်းသားမြင်ခဲ့ကြရတဲ့ဟာတွေဖြစ်ပါတယ်ခုနကဘနေနေနေဟိုပါကုန်ပြီဟိုဟိုမပြေးကုန်ပြီဟိုမောင်မမအမေဟာဟိုအိဖာရိုင်းမောင်မအင်းအမအိဖာရိုင်းအချို့ရေဘေးကိုတုံ့ပြန်ကြပုံကတော့မပြမားတဲ့သူကိုပြမားလို့ဘာညာပေါ့ဗျာ အဲ့ဒီမပြမားတဲ့သူရော ပြမားတဲ့သူတွေပါရေစည်းနဲ့ပါတော်မူကုန်မှငါရှင်တို့ကဲတော်မူပါဖြစ်ကုန်ရောနန္ဒကားနဲ့ဘိုးတော်တွေသာမကဖျားစီတီတွေပါမရှူနိုင်မကဲနိုင်ဖြစ်ကြတဲ့ဒီရေဘေးကိုကူနေကြတာကတော့ထုံးစံတိုင်းပြည်သူတွေကပြည်သူတွေပါပဲခက်အဆက်ဆက်ကိုထူကိုထလောက်ရတဲ့အပြင်စစ်အာဏာရှင်ရဲ့ကြီးတော်နွားကိုလည်းလိုအားပေးကြောင်းခဲ့ရသူတွေပေါ့ဗျာသူတို့တုံ့ပြန်မှုကအားရစရာကြီး တက်ကြီးရွယ်အိုတွေတောင်ခေဆိုးကြီးထဲမှာသူတို့ဆေးဘူးချွေးနေတာတွေကိုထုတ်လှူကြတယ်။တကယ်ဆိုဆေးဝယ်ရခက်ငွေရှာရခက်ယောဂအခြေခံကလည်းရှိနေရလူရင်နော်။ဒီတစ်ခါလှူရတာပေါ်ပင်ပျော်ရွှင်မဟုတ်ပါဘူး။မလှူရင်ငါးငယ်ရင်ကဆူတော့မှာပဲဆိုတဲ့အချိုးမဟုတ်ဘူး။ဂျန်လီတွေတောင်ထလှူတာကြည်ပါလား။နိုင်ငံရေးနဲ့မဆက်နွယ်ခြင်းဘူးလို့ပြည်ထက်တော်မလှူဘူးလို့ဆိုတဲ့လူတောင်လှူနေပြီ။ရုပ်စွာဆုံးဂျန်လီရောင်ဆောင်နေတဲ့လူတွေတောင်ဒီအချိန်မှာပေါ်တင်လှူရင်လှူလို့ရတယ်။ ာလို့ဆို လူတိုင်းနှိမမလွတ်ဘူးလေရေကြီးဒေတာကိုယ့်နေရာမဟုတ်ပေမဲ့တနည်းအားဖြင့်ကိုနဲ့ဆက်ဆက်နေရပါပဲမောင်ရတော့ဒီကိစ္စမှာဂျန်လီတွေကိုတိတ်စိတ်မတူဘူးမောင်ရနဲ့သဘောထားမကိုက်ရင်ကိုလူတို့ကွန်မန့်မှာပဲဖြစ်ဖြစ်တခုခုနဲ့ပဲဖြစ်ဖြစ်ဆဲသွားလို့ရတယ်စဉ်းစားကြည့်ဗျာဂျန်လီတွေအချင်းချင်းသာမကူရင်တခြားဂျန်လီတွေအတွက်ပါကူရက်လူတွေကကုံယုံပေးနေရမှာ သူတို့ချင်းကူလိုက်တော့ကိုလူတို့တတ်တာရပါဗျာနှုံးမို့ ကိုလူတို့လိုအတန်းစားမခွဲခြားရေးလုံလန်ရေးဆိုတဲ့အရာတွေပေါ်ကိုတတ်ဝင်နေသူတွေကဂျန်လီကိုလည်းခြံထားခဲ့မယ်လို့မထင်ဘူး။ဘာလို့ဒါမျိုးပြောနိုင်လဲဆိုတော့စစ်ပွဲထဲမှာရန်သူကိုဒေါသထွက်ပေမဲ့အောင့်တတ်တဲ့တံတန်းနဲ့ဆက်ဆံဖို့လှုံ့ဆော်နေရတာစူးစားနေကြရတာကဒီအရေးမှာပါဝင်သူအားလုံးရဲ့ကိုရွေးဥပမာဖြစ်နေလို့ပါပဲ။ကိုရွေးကသူတို့လိုမဖြစ်ဖို့တချိန်မှာဂျန်လီဦးရေနဲသထနဲပြီးတော့တာဝန်တိကျတဲ့လူအဖွဲ့အစည်းကိုရှေ့ရှုဖို့သာဖြစ်ပါတယ်။ဒီကိစ္စဟာ မလွယ်ကူရမှန်းသိကြပါလိမ့်မယ်အဲ့လိုပဲမလွယ်ကူတဲ့စိတ်ထားတွေရဲ့ဂုဏ်သိက္ခာကိုလည်းချိန်ဆမိရမယ်လို့ယုံကြည်ပါတယ်ဘေးဒုက္ခသတိပေးစနစ်တွေမရှိတဲ့နေရာကလူတွေကဘေးဒုက္ခကိုပိုခံရတယ်လို့ကုလသမဂ္ဂပြောပါတယ်2024ခုနှစ်ဇူလိုင်လကတည်းကမြန်မာပြည်မြောက်ပိုင်းမှာရေတွေစကြီးလာခဲ့တာမိုးစလဌာနမြေကြီးကြီးချင်းတတိပေးချက်လောက်ပဲပေးပြီးတော့ကြံတဲ့ကြိုးတင်ပြင်ဆင်ချက်တွေ တုံ့ပြန်ဆောင်ရွက်ချက်တွေမပေးခဲ့ဘူးလို့မီဒီယာတွေကထောက်ပြတာတွေ့လိုက်တယ်။အဲ့ဒီရေဘေးတင်ဒေသတွေထဲမှာရေဘေးမသိငင်ကြတဲ့ဖုန်းလိုင်းရောအင်တာနက်ပါဖြတ်ခံထားရတဲ့ဒေသတွေလည်းပါခဲ့ပါတယ်။ရေဘေးကြောင့်ရေကြီးမြေပြိုပြီးလူတွေလည်းသေခဲ့ကြတယ်။2008နာဂစ်ဒန်ခံပြည်သူတွေကိုခြေဥထောက်ခံဖို့လောက်ပဲအသုံးချခဲ့တယ်လို့အခုနောက်ဆုံးအာနာယူကလည်းရေဘေးတင်ပြည်သူတွေကိုရွေးကောက်ပွဲအတွက်၎င်းစင်းကောက်ယူလို့ရအောင်နေရက်ပြန်ခိုင်းတဲ့တဲ့င်းကိုဖတ်လိုက်ရပါတယ်။ စစ်အာဏာရှင်ဂျေဇူးမူးလို့မှရှူစရာမရှိဘူးဆိုတော့ကွယ်လွန်သူဟန်သာဝတီဥဝင်းတင်ရဲ့စကားဟာမှန်ပြီးရင်မှန်ကြံပြီးရင်ကြံနေတော့တာမြမပြည်အနေထားနဲ့ဆိုဒီဒုက္ခဘေးတွေဖြစ်လာအောင် ဖန်တီးသူတွေကစစ်အာဏာရှင်အဆက်ဆက်ဖြစ်တယ်။အဲဒီကောင်တွေရေလဲကြီးရောကို့ဟာကိုယ်တော်ကယ်ဆယ်ရေးအချိန်မမီဘူး။ဒီဒုက္ခတွေငြိမ့်မဲ့အရေးဟာ ဒီဖက်စစ်ကောင်တွေကိုအပိသက်တိုက်ဖြတ်ပြစ်ရမယ်ဆိုတာနဲ့ဓာတ်ရိုက်ဆက်ဆက်နေပါတယ်။ဘယ်တော့ဖက်စစ်တွေပျက်စီးမလဲဆိုတဲ့မေးခွန်းထုတ်ပြီးအဲ့အတွက်လဲအားထုတ်နေကြရမှာပါ။ထိုင်းမှာရဟတ်ရင်နဲ့ရေဘေးကူပြီးတော့မြန်မာပြည်မှာရဟတ်ရင်နဲ့ဘုံကျဲတာကိုယင်ထုမနာဖြစ်အောင်လည်းမရပါဘူး။အခုလဲမြန်မာလူအဖွဲ့အစည်းလိုအေးအေးလူလူ နေကျင်ကြတဲ့လူတွေကိုဘေးဒုက္ခဖုံဖုံတင့်အောင်ညီမျိုးမျိုးနဲ့လောက်ခွဲကြသူတွေဟာအဲ့ဒီစစ်အာဏာရှင်နဲ့အပေါင်းပါတွေပဲဆိုတာကဘာသိအောင်ဖြစ်လာခဲ့ပါပြီ။ ခတ်တာကဘာကြီးကလည်းအများသိကြတဲ့မိုတာဆရာပုံမြင်လိုပါပဲအရင်ကအခမ်းအနားပွဲသမင်တွေလုပ်လို့ရှိရင်မိုးမရွာအောင် မန်တန်ရွတ်ပြီးမိုတာပိတ်ရဲ့မိုတာဆရာတွေရှိတယ်တခုသောပွဲမှာပွဲရှင်ကမိုတာဆရာပင့်ပြီးတော့သူတို့ပွဲကိုမိုးမရွာအောင် တားဖို့ပြင်ဆင်ထားတာပေါ့ပွဲလဲနီးလာမိုးကလည်းနီးလာတဲ့အချိန်မှာမိုတာဆရာရောက်မလာဘူးအဲ့ဒါနဲ့ဟဲ့ဘာလို့မိုးသားဆရာရောက်မလာတယ်လဲလို့မေးတော့မိုးသားဆရာမိုးမီပြီးဖြားနေလို့ဆိုလိုပါပဲ ကဘာကြီးဟာမြမကိစ္စနဲ့ပတ်သက်ရင်ရောသူ့ကိစ္စနဲ့ပတ်သက်ရင်မှာတစ်ပင်ဆိုင်ရမယ်တနေ့တည်းပဲចောင်းကိုအလဲလာပြီးတော့တစ်ပင်ဆိုင်ရေလောင်းပြသွားတဲ့စစ်ခွေးတိုက်ရင်မှုအဆင့်လောက်ပဲရှိတာပါမောင်ရင်တို့မျောလင်းချက်တစ်ပင်တွေရှင်သန်ဖို့ဆိုလို့ရှင်ကိုရိုင်းကြိုးစားဖို့ကလွယ်ရင်သိပ်ပြီးနီးလမ်းမမြင်ပါဘူးကြိုးစားနေကြသူတွေကိုစော်ကားနေတာမဟုတ်ပါဘူးကဘာလူကြီးတွေနဲ့ရှင်လိုက်လို့ရှင်တကယ်လုံနေသူတွေကလက်ချိုးရည်လို့ရတဲ့အနေထားပါစားထိုးလောင်စာသုံးဖို့ကြိုးစားကြသုံးနေကြပြီမဲ့ကဘာကြီးရဲ့မညီမျှမှုတွေ လောဘဇောတွေလက်လန်းမမိမှုတွေကြောင့်လူအဖွဲ့အစည်းဟာရုပ်ကျွင်းလောင်စာတွေပေါ်လဲမိခိုနေရဆဲပါပဲလက်ရှိအပြုမူလဲအများကြီးပြင်ဆင်နေတာမရှိသေးပါဘူးဗြိတိန်နိုင်ငံရဲ့တက်ရှိနိုင်ငံရတနာဖြစ်တဲ့တဘာဝဋ္ထပညာရှင်ဆရာကြီးဒေးဗစ်အက်ဒမ်ဘရော့ကသူအသက်60ကျော်တဲ့အထိလေ့လာခဲ့တဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာဖြစ်စဉ်တွေကိုကဘာကြီးကိုချပြနေတာကြားခဲ့ပါပြီ Since I started filming in the 1950s on average wild animal populations have more than halved သူတို့လိုကမ္ဘာလူမှုအပေါ်ဩဇာညောင်းတဲ့လူတွေတောင်မှအာပတ်အောင်ပြောလဲလူသားကမ္ဘာဟာစားသုံးသူနဲ့ရောင်းဝယ်သူတွေကြားတယောက်ကိုတယောက်လက်ညှိုးထိုးရင်းပုံနေမြဲကြားနေမြဲနေတော့မှာပဲကိုယ်နေရာမဖြစ်ရင်ပြီးရောဆိုပြီးတရေပေါ်နေတရေနားစားတဲ့ချမ်းသာတဲ့နိုင်ငံတွေကလည်းတဘာပတ်ဝန်းကျင်ကိစ္စကိုအရေးကြီးရင်အောင်ဆောင်နေကြတော့မှာပဲ ီကိစ္စတွေဖြစ်တော့ရှေးတော့တက်ပင်စိုက်ခဲ့ကြရတယ်။ဘူဘေးဘီပင်တွေရဲ့ထပ်တန်တဲ့အားထုတ်မှုကိုတတိယမိလက်ဆင့်ကမ်းတဲ့ရင်ကျင်းမှုဆိုလဲမမားပါဘူး။ရှေးရလူတွေဟာသူတို့စိုက်ခဲ့တဲ့တက်ပင်တွေရဲ့လူအဖွဲ့စည်းပေါ်ဂျေဇူးတရားကြီးပုံပီတိဖြစ်ကြသူဖြစ်ပါတယ်။သူတို့အပြုမူကလူသားနဲ့တဘာဝတို့ကဂျေဇူးတရားအပြန်လန်ရှိကြဖို့ကြားသာသွားတဲ့အမူကျင့်တွေဖြစ်ပါတယ်။ရှေးလူတွေဟာနောက်တွေအပေါ်မှာပဲတယောက်ပေါ်တယောက်ကျွယ်ရလေရှိရပါဘူး။ ဒီလိုအကြွယ်မျိုးဟာကြွယ်လို့မခံနိုင်မနဲ့နောက်တစ်ယောက်ကအပင်တွေထပ်ဆိုက်ပြီးတော့နောက်လူထပ်ကြွယ်ရင်တော့မှအဘာဂျိုအတွက်အကျိုးကျေးဇူးဖြစ်ထွန်းတဲ့ကြွယ်ခြင်းမျိုးပါမောင်ရုံးခင်မှာရောငါတို့စိုက်ခဲ့တဲ့အပင်ကဘလောက်ကြီးပြီးဘာတွေဖြစ်နေပြီးစသဖြင့်စမျိုးပြန်ပြီးကြွယ်နိုင်တဲ့လူတွေဘလောက်ထွန်းကားနေပြီလဲအခုခေတ်ဆိုလို့ရှိရင်တပင်နမင်းရဲ့အသေးစိတ်သုံးဝင်ပုံကအစပြတ်ချက်ပြတ်နေရပါဘူးဥပမာမိုးရွာတဲ့အခါတပင်ရှိရင်မြေကြီးကိုဓာတ်ရမကြဘူး ရွက်ခတ်ပင်စသဖြင့်အစစ်စစ်ဆင်းပြီးတော့သွားတဲ့အခါရေကြီးအများကြီးရေကြီးပေါ်မှာရုတ်တရက်စုပေါ်ကလည်းကြာတယ်ဆိုတာမျိုးပေါ့တကယ်ဆိုရင်၃နှစ်ရှိတဲ့ရိပ်ရပင်တပင်ဟူ၃နှစ်တစ်ကြိမ်စိုက်လိုက်လို့ရှိရင်ပေါ့မှာမောင်ရင်တို့အသက်နဲ့ဆိုရင်အပင်တော်တော်များများကြီးနေတော့ပါအတက်စကားပြောရရင် ခုနေကလည်းနောက်မကျသေးပါဘူးအပေါ်မှာပြောခဲ့ကြာကြီး David and Brother ကလည်းအဲ့လိုပဲပြောတာလူတွေမနေနိုင်လို့ပြစ်ထားခဲ့တဲ့ဒေသတွေဟာ တော်ရည်ရဖြစ်လာပြီးတော့သတ္တဝါတွေပြန်ကျစားလာတဲ့တဘာဝရဲ့ရှင်ပြန်ထမြောက်နိုင်စွမ်းတွေကိုအမခန်းတွေ့ကြရတယ်လို့သူပြောပြလို့ရှိပါဘူးပြုဖြစ်တဲ့ကာလမှာလူတွေရဲ့ကဘာကြီးပေါ်ကိုပျက်စီးစေတဲ့အပြုအမူခိတ္တရက်သွားလို့ကဘာကြီးကကြမ်းမာလာတယ်ဆိုတာကိုလည်းသူထောက်ပြခဲ့ဘူးပါအဲ့လိုပဲမောင်ရင်တို့လည်းနောင်မျိုးဆက်တွေအထိလက်ဆင့်ကမ်းပြီးစိတ်ရှည်ရှည်သဘောထားကြီးကြီးနဲ့ပြန်လည်တိဆောက်ကြမှာဖြစ်ပါဒီကာလမှာအကြက်တဲပေါင်းစုံစုဆောင်လာတယ်ဆိုပေမဲ့ ဒီအရာတွေကနေတက်ပြင်းပြင်းနဲ့ရှင်ပြန်ထမြောက်ပြီးဒါတွေနောင်မဖြစ်အောင်ကြိုးစားနိုင်ခဲ့ကြတဲ့အတာလကတွေလည်းလူသမိုင်းမှာအများကြီးပါပဲလူသားဟာဖန်တီးမှုရောဖြက်စီးမှုပါတပြိုင်နက်ပိုင်ဆိုင်တဲ့တက်ရှိဖြစ်ပါမိုင်းနိုခက်ကသာ discovery နဲ့ကိုရီးယားကကိုလူကြည့်ခဲ့ရတာခုခက်ကတခုခုဆိုလို့ရှိရင်ဘာတွေဘလို့ဖြစ်ပြီးတော့ဘလို့လုပ်ရင်အဆင်ပြေနိုင်လဲဆိုတာအလွယ်တကူလေ့လာနိုင်ကြပါပြီစကစား သူတို့နဲ့နီးစပ်သူတို့ရလွဲပြီးတော့ပရဟိတအဖွဲ့မှန်သမျှကိုခြေမုံးနေတဲ့ကြားအချင်းချင်းကူကြတဲ့လူတွေကိုလည်းလေးစားရပါတယ်။ဒီမြင်ကွင်းတွေဟာလူသားတွေဆက်လက်တီးရှိသင့်တဲ့အကြောင်းတွေကိုပေါ်ကျူးတဲ့ရုပ်ရှင်တွေထဲကဇက်ွက်တွေလိုပါပဲ။တဘာဝဘေးကိစ္စဟာမျိုးဆက်အလိုက်ဖြည့်ရှင်းကြရမယ့်ကိစ္စတွေဖြစ်တယ်လို့အားလုံးကသဘောတူကြတယ်။ကဘာကြီးကမဟုတ်ရင်လည်းပျက်စီးမှာပဲဆိုတာလူတွေသိနေကြပါပြီ။ဒါပေမဲ့ငါကြောင့်ပိုပျက်စီးရတယ်ဆိုတာမျိုးမဖြစ်အောင်အတက်နိုင်ဆုံးအသက်ရှင်ထိန်းချုပ်နေထိုင်ကြရမှာဖြစ်ပါတယ်။ ညံဘုံကတော့ထလိုက်ပြီးဘယ်နာဘယ်စီနားဆင်ရမလဲ Apple Podcast ရပါတယ် Spotify မှာတင်ထားပါသကြ VPN ရဲ့ channel များ Facebook page နဲ့ YouTube မှာဗျာ Like and Subscribe လုပ်နိုင်တယ်ပိုင်းသိတင်ရင်သိရတာပေါ့ဘာမှ Podcast Network မှာရှိုးများစွာကို နားဆင်နိုင်တယ်ရှိုးများစွာကို နားဆင်နိုင်တယ် Hey အလှူပစ္စည်းတွေမောင်မိုင်းစည်းနေတဲ့စကားစားလွယ်ရင်မျိုးလဲမျိုးအလျောက် တော်လေတော်လျောက်အားတက်တရောကူညီနေကြတာနုံနဲ့အကြလိုပါပဲ။အော်ပြီးတော့ VPN နဲ့နားဆင်ကြသူပြိသက်တွေရဲ့အလှူလည်းတွေးလိုက်ပါသေးရဲ့။ဘာပဲဖြစ်ဖြစ် မောင်ရင်တို့လိုငမွဲတွေလည်းပါဝင်ခွင့်ရတဲ့အတွက်ဝမ်းသာမိပါတယ်။တော်ရဲရဲဘော်တွေကလည်းအလားတူရေပေးကြောင် အစအနီပြန်ဆကြရမှာပါ။ဒီကာလမှာနိုင်ငံတကာရောက်နေတဲ့လူတွေရဲ့ညီညွတ်မှုနဲ့ပြည်တွင်းနဲ့တသားတည်းရှိမှုကအရေးကြီးတယ်။ ပြည်ရင်းကိုကြားခံမှုပြပအလူတွေကလည်းစိတ်ရှည်သီးခံမှုလိုပါတယ်။လုပ်ပေးနေကြသူတွေကလည်းအများကြီးပါ။တော်လန်ရင်းမှာ ရေဘေးကအရာထပ်ပေါ်နေပေမဲ့ဒီအရေးကိုပဲအုတ်တစ်ချက်သဲတစ်ဝင်ပါဝင်ခွင့်ရဖို့လူတွေဘလောက်စူးစမ်းနေရလဲဆိုတာမောင်ရင်တို့လက်တွေ့မြင်နေရတယ်။ရေဘေးစစ်ဘေးအာနာရှင်ဘေးတင့်တဲ့နေရာကနေအတက်နိုင်ဆုံးအတန်မထွက်ပဲတော်လန်ရင်းအောင်မြင်ဖို့ကိုယ့်အလုပ်ကိုကိုယ်လုပ်ကြပြီးအာယုံစိုက်နေကြတဲ့ပြည်သူတွေကိုလည်းအတူယူဖို့ကောင်းပါတယ်။ နောင်လာမဲ့အနာဂတ်မှာတဘာဝဘေးနဲ့ပတ်သက်ရင်ညောင်သီးလဲစားလေးသံလဲနားဆင်နိုင်ကြဖို့ထော်ဩလိုက်ပါတယ်။ရှင်သန်ဖို့အတွက်ကိုယ်တိုင်ရုံးကန်ရမှုကလွယ်ရင်ဘာမှမရှိဘူးဆိုတော့စိတ်ဓာတ်တွေဖျက်ယုတ်တွေကိုအားယူပြီးအောင်နိုင်ရေးအလံတော်တလူလူနဲ့ရှေ့ကိုဆက်လက်ရုံးကန်ကြီးတတ်ကြပါလို့